ခမည်းရဲ့ဖုံးကထင်ထားတာတပူပြီးသုံးရတာလေးနေတယ်ဆိုလို့ရှိရင်တော့ဒီအချက်တွေနဲ့ညှိနေလို့ဖြစ်ပါလိမ့်မယ်။အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါရစေ။ ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ခမရတို့တုံးပြနေတယ်ပေါ့နော်အဲဒီဖုန်းနေမှာဘာဖြစ်လို့ပေါ့နော်ထင်တာလည်းပို့ပြီးလေးနေရတာလဲကျွန်တော် application တခုကိုပဲတုံးနေတာပဲဖြစ်နေနေတခြားဘာဖြစ်ဖြစ်ပေါ့နော်ကိုတုံးလိုက်တဲ့အခါမှာကိုယ့်ရဲ့ဖုန်းကတိတိကျကျကြီးဟန်းနေတာမျိုးလေးနေတာမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုပြောမယ်၆ချက်နဲ့ညိနေလို့ဖြစ်နေပါလိမ့်မယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဘယ်လိုချက်တွေလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်ကြရအောင်အရင်ဆုံးမပြောခင်မှာဒီ error တွေအဖြစ်များတာက မင်းကလေးတွေရဲ့ဖုန်းနေအဖြစ်များတယ်ပေါ့နော်အဲဒါကလည်းတဘာဝဖြစ်ပါတယ်ပေါ့မင်းကလေးကနှီးပညာနဲ့ပတ်သက်လို့ရှိရင်အနှဲငယ်ပေါ့နော်အဲသူတို့တွေကနောက်ကျတယ်လို့ပဲပြောရမလားစိတ်မဝင်စားဘူးလို့ပဲပြောရမလားတော့မသိဘူးပေါ့နော်အဲ့ဒါအကြောင်းမဖြစ်သင့်တာတွေဖြစ်သွားတဲ့ဖုန်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်လေဒီမင်းကလေးတွေဖုန်းကပဲစတာများတာပါပဲပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲစလိုက်ကြအောင်ပေါ့နော်အဲနံပါတ်1ကတော့ကျွန်တော်တို့တွေ cash ပေါ့နော် cash ပိုင်ဆိုတော့ခင်ဗျားတို့ကြားဖို့မှာပါ cash fine ဆိုတာကဆိုတာပြောလို့ program တစ်ခုကို run လိုက်တဲ့အခါမှာမအောင်မြင်လို့ရှိရင်လေဒီ cash fine လေးတွေထွက်တယ်။အဲနောက်တစ်ခုကကြာတော့ပေါ့နော်ကျွန်တော် application တစ်ခုကိုအဲ၃ပါအများလို့ရှိရင်လေကျွန်တော် cash fine တွေထွက်တာပေါ့။ဒါကြောင့် cut ဆိုတဲ့နေရာမှာပါလဲဆိုတော့အချိန်နည်းနှစ်ရက်ရှိပါတယ်။နံပါတ်၁ကကြာ application cash fine ရယ်နောက်နံပါတ်၂ကကြာ program cash fine ဆိုပြီးနှစ်မျိုးရှိပါတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အပလီကေးရှင်း cash fine ကိုဘယ်လိုရှင်းမလဲ program cash fine တွေကိုဘယ်လိုရှင်းမလဲဆိုတော့ကြည့်လိုက်ကြရအောင် โอเคဒါဆိုလို့ရှိရင်တော့ခင်ဗျားတို့နံပါတ်1 cache point တွေအကြောင်းကောင်းကောင်းနားလည်လိမ့်မယ်လို့ထင်တယ်ပေါ့เนาะအဲဒီ cache point တွေကိုရှင်းလိုက်မှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ရဲ့ phone store တွေအဲတိတိတတများလာတာကိုတွေ့ရသလိုဖုန်းလဲရင်တက်ပေါ့เนาะပို့ပြီးတော့တွက်လာတာကိုတွေ့ရပါလိမ့်မယ်ပေါ့ကဲဒါဆိုတော့ကျွန်တော်နံပါတ်1ကိုသွားလိုက်ကြရအောင်နံပါတ်1ကတော့ထုံးစံတိုင်းပဲခင်ဗျားတို့တွေသတိမထားမိပါဘူးဒီကောင်မှန်ပါတယ်ဒါကတော့ notification မှာဘာလို့ notification လို့ပြောရလဲဆိုလို့ရှိရင် အဲမိတ်ဆွေခင်ဗျားကအခုလက်ရှိပေါ့နော် Telegram မှာကိုရီးယားကားတွေကြည့်တယ်အပြီးတော့တခြားပေါ့နော်ကိုကြိုက်တဲ့ကလားကားတွေကြည့်ရဆိုပါတော့အဲအခုလို channel တို့ကကျွန်တော် join ထားလိုက်မယ်ဆိုလို့ရှိရင်အဲ့ channel တွေကို join မယ်ဆိုလို့ရှိရင်တော့ပေါ့နော်တနေ့တနေ့ပေါ့နော်တင်မြတ်ဇကာတိုင်းက notification တက်နေမှာဖြစ်တယ်အဲ့လိုတက်နေတဲ့အတွက်ဒီ notification တွေကဘယ်မှာသွား run လဲဆိုတော့ CPU မှာသွား run ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဖုန်းကတိတိတားကြီးပူလာတာ ပြီးတော့ဖုန်းကကိုနှိပ်ချင်တယ်လို့နှိပ်လို့မရဘဲနဲ့ဖုန်းရတိတိတတ်တာကြီးကိုကျွန်တော်တို့ရေအဟန်းနေတာမျိုးတွေ့ပါလိမ့်မယ်။ဒါကပါလို့လဲဆိုတော့အစောပြောလို့ notification တွေကို on ထားလို့ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်မလိုတဲ့ notification တွေအားလုံးကို off ထားတာအကောင်းဆုံးပါပဲ။အဲမျက်လုံးထဲကိုမြင်တာအောင်ပြောရမယ်ဆိုလို့ကျွန်တော်နံပါတ်၁ပိတ်တင်တာကတော့ Telegram ရဲ့ notification ကိုပိတ်တင်ပါတယ်ပေါ့နော်။အဲအခုလိုပုံစံမျိုးပဲတခြားမလိုတဲ့ application တွေရဲ့ notification တွေဆိုရင်ပိတ်ထားတာကောင်းပါတယ်။ Chrome လို့အဲပြီးတော့လို့ရှိရင်တခြားပေါ့နော်ကို download ဆိုတဲ့ application တွေပဲဖြစ်နေနေအခုလို့ application လေးဆိုလို့ရှိရင်တော့ notification မလို့ဘူး ိတ်ထားလိုက်ပါဘလို့ကောင်းနေလို့ဒါလဲဆိုတော့ဆိုပြလို့ messenger viber အဲပြီးွားတော့ skype ပေါ့နော်ပြီးွားတော့ team line ဆိုပဲအစားကြီးတဲ့ဒီ business chat တွေပြီးွားလို့ရှိရင် communication chat တွေအကုန်လုံးကိုဒါ notification on ထားလိုက်ပါပေါ့နော်အဲဒါကြောင့်မလို့လဲကောင်းနေကိုပိတ်ထားလိုက်ပါအဲပြီးွားတော့ gmail လို့ပေါ့နော်အဲဒီကိုယ့်ရဲ့ password ကိုအဲတခြားတယောက်ကဝင်သုံးနေတာမျိုးတွေကိုယ့်ရဲ့အကောက်ကိုတခြားတယောက်ကဝင်သုံးနေတာမျိုးဆိုရင် gmail ကနေကျွန်တော်တို့ကိုစာပို့မှဖြစ်တဲ့အတွက်အဂျီမင်းနဲ့ပတ်သက်တဲ့ကောင်းနေဆိုလို့ရှိရင်တော့ on ထားလိုက်ပါတော့။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်နံပါတ်1 notification အကြောင်းလည်းအဲခင်ဗျားတို့တွေ ည်းကောင်းကောင်းသိလိုက်မယ်လို့ထင်တယ်ဘလို့ notification ကိုအော့ရမလဲဆိုတော့ကျွန်တော်လည်းတူတူလိုက်ကြည့်လိုက်ကြရအောင်โอเคဒါဆိုလို့ရှိရင်တော့အဲနံပါတ်2လဲခင်ဗျားတို့သိသွားပြီလို့ထင်တယ်နံပါတ်3ကတော့ကျွန်တော်ရေ things မှာဟုတ်ပါတယ်မှန်ပါတယ်ကျွန်တော် Xiaomi ဖုန်းတွေမှာဆိုလို့ရှိရင်မီအကောက်ဖွင့်ထားလိုက်မှာဆိုရင်အဲ Xiaomi ကပေးတဲ့အခုလိုမျိုး theme တွေကိုကျွန်တော်တို့ free သုံးလို့ရမှာဖြစ်ပါတယ်အဲတခြားဖုန်းတွေမှာဆိုလို့ရှိရင်လည်းအဲဒီပေါ့နော် theme တွေကိုသုံးလို့ရပါတယ်ဒါပေမဲ့လည်းကျွန်တော်တချို့ဖုန်းတွေကြတော့ဝယ်ရတာရတော့ရှိတယ်ပေါ့နော်အဲ့လိုဝယ်လဲမဝယ်ရင်မူပြီးွားတော့ကြတော့ကိုကပေါ့နော်တခြား theme တွေကိုလည်းသုံးကျင်လာဆိုလို့ရှိရင် Play Store မှာသွားပြီးတော့ အဲကျွန်တော်တင်းနေကိုသွားပြီးဒေါင်းနေပေါ့နော်အဲကိုကြိုက်တဲ့ဒီအဲ iPhone တင်းဆိုလဲ iPhone တင်းနေကိုသွားဒေါင်းနေအဲ့မှာဘာဖြစ်လဲဆိုတော့ဖုန်းရဲ့ OS က UI နေပြောင်းသွားတဲ့အတွက်ဆိုတာပြောလို့အဲသူ run ထားတဲ့ program နဲ့ကျွန်တော်တို့ဖုန်းကတက်နိုင်တဲ့ OS နဲ့က balance မညီလို့ရှိရင်လေကျွန်တော်တို့ဖုန်းက၄ပါရပေါ့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့ဒီ original system မှာပါတဲ့တင်းရလွဲပြီးတော့တခြားတင်းမင်တုံးတာကလည်း ဖုန်းကိုလေးသေးပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ recommend ပေးရမယ်ဆိုလို့ရှင်တော့အဲပေါ့နော်ကိုယ့်ဖုန်းရဲ့ original themes ကိုပဲသုံးသင့်ပါတယ်လို့ပြောချင်ပါတယ်။အခုလို့သုံးလိုက်မယ်ဆိုလို့ရှင်တော့ဒီ themes ကြောင့်ပေါ့နော်လေးမဲ့ဖုန်းရဲ့ဒီ error ကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ဖုန်းမှာ original ပါတယ် themes တွေကိုပဲသုံးကြပါ โอเคအဲအခုကျွန်တော်ပြောမယ့်နံပါတ်၄ကကြတော့နည်းနည်းလေးတော့ငင်းခုန်စရာဖြစ်မယ်လို့တော့ထင်တယ်ဒီနေရာမှာတော့ငင်းခုန်နေစရာမလိုဘူးဗျာဒီຢာလေးကိုလောလိုက်မယ်ဆိုလို့ရှိရင်ဆိုတော့ပြောလို့ចမ်းမာရေးအတွက်လည်းအဆင်ပြေသလိုခမရတို့စိတ်ထဲမှာလည်းနည်းနည်းလေးဖုန်းကတွတ်သွားရလို့ထင်ပါလိမ့်မယ် ဒါကဘာလဲဆိုတော့ကျွန်တော်တို့အဖုန်းရဲ့ဒီ system ကို dark mode ပြောင်း�ခွင့်တာကိုပြောချင်တာပါမှန်ပါတယ် Facebook လိုနေရာမျိုးမှာဆိုလို့ရှိရင်လည်းအဲကျွန်တော် original dark mode ကိုထည့်ပေးထားပါတယ်ဒါအပြင်ကိုကျွန်တော်တို့နောက်ဘာတွေထပ်ထည့်လဲဆိုတော့အဲ Telegram နဲ့ထည့်ထားတယ် Viber လည်းထည့်ထားတယ်ပေါ့နော် application တွေတော်တော်များများမှာ dark mode ကိုထည့်တာကအလကားမဟုတ်ဘူးပေါ့နော်ကျမ်းမာရေးနဲ့ညီညွတ်လို့ dark mode ကိုထည့်ပေးထားတာပါ ဲ့လို application အကြီးဒီမှာ dark mode ထည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဖုန်းရဲ့ system ကိုလည်း dark mode ပြောင်းလိုက်မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေခင်ဗျားရဲ့မျက်လုံးကိုအဲမျက်လုံးအားစားတာကိုအဲတိတိတတတက်တာပါလိမ့်မယ်ပေါ့နော်ဒါအပြင်ကိုကျွန်တော်တို့ရဲ့ဖုန်း battery လည်းအဲ uses နည်းသွားသလိုကျွန်တော်တို့ရဲ့ဖုန်းကလည်း battery ကြာရှည်ခံလာပါလိမ့်မယ်ပြီးွားတော့ဒါအပြင်ကိုကျွန်တော်တို့ရဲ့ဖုန်းကလည်းအဲပေါ့နော်အစောကလေးတာရဲ့အားလုံးကလည်း ဒီ light နဲ့နည်းနည်းလေးဆက်ဆက်မှုရှိပါတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ရေကျွန်တော်တို့ရဲ့ phone dance ကိုအဲ dark mode လေးပြောင်းလိုက်မှဆိုလို့ရှိရင်တော့တေချာပေါ့အဲလက်ရှိရှိနေတဲ့အနေအထားအနေနဲ့နည်းနည်းလေးဆက်မှုဖြစ်လာမှာပေါ့ပေါ့နော်ဒါကြောင့်ကျွန်တော်ရေအဲ light လေးကို off ပြီးတော့အခုလိုမျိုး dark mode ကိုချိန်လို့ရပါတယ် ဖုန်းတစ်လုံးနဲ့တစ်လုံးတော့အတူမှာမဟုတ်ပါဘူးပေါ့နော်နောက်နှစ်ဖက်ငါးကကြာတော့အထက်မှာပေးထားတဲ့အရာတွေကိုလည်းကျွန်တော်အားလုံးလုပ်တယ်ဘာဖြစ်လို့ကျွန်တော်ဖုန်းကအဲလေးနေရလေလို့မေးခွန်းထုတ်စရာရှိတယ်အဲဘာလို့လဲဆိုတော့အဲရှင်းပါရပေါ့နော်ဒါက run နဲ့လို့ပါမှန်ပါတယ်အဲ run ကပုံမှန်တိုင်းဆိုလို့ရှိရင်တော့ run ဖိုးအထက်ဖုန်းတွေကတော့ပုံမှန်တိုင်းတွက်တာများလိမ့်မယ်ဒါပေမဲ့လည်း run ဖိုးရဲ့အောက်မှာရှိတဲ့ဖုန်းတွေဆိုလို့ရှိရင်တော့အဲနည်းနည်းလေးလေးနေရတွေ့ရလဲမှာပေါ့နော်ဘာလို့လဲဆိုတော့ run 2ကြော်ကြော်လောက်ကပေါ့နော်3နီးပါးလောက်ကဒီဖုန်းရဲ့ OS ကို run run နေရတာဖြစ်တဲ့အတွက်တခြား application တွေကို run လိုက်တဲ့အခါမှာတော့ကျွန်တော်တို့တွေအနည်းငယ်အဖုံးလေးတဲ့ပုံစံမျိုးတွေဖြစ်နိုင်ပါတယ်ဒါကတော့ဆိုရပြလို့ run ကိုဖြစ်နိုင်မှာဆိုလို့ရှိရင်တော့လူငယ်တွေသုံးမှာဆိုလို့ရှိရင်တော့ run ကိုအနည်းဆုံးဖိုးအထက်မှာဝယ်သင့်ပါတယ်ပေါ့နော်လူကြီးတွေသုံးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အများဆုံးအဲသူတို့အတွက်စစ်ဆိုတဲ့နေရာကိုထားပြီးတော့ဝယ်သင့်ပါတယ် run စစ်လောက်ကိုလူကြီးတွေကိုပေးသုံးသင့်ပါတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ run နေလို့ရှိရင်လည်းဖုံးလေးနိုင်ပါတယ်ကဲဒါဆိုတော့ကျွန်တော်နံပါတ်6ကိုတွားလိုက်ကြရအောင် โอเคဒါဆိုတော့ကျွန်တော်နံပါတ်6ကကြတော့ဒီပေါ့เนาะကျွန်တော်တို့ရဲ့ဖုန်းထဲမှာမလိုအပ်တဲ့ application တွေအားလုံးကို ဖြတ်လိုက်တာအကောင်းဆုံးပါပဲအဲ့ဒီ application တွေကိုခမားကမသုံးဖြစ်ဘူးဆိုလို့ရှိရင်တော့မိတ်ဆွေစဉ်းစားနေပါနဲ့အားလုံးကိုဖြတ်ထုတ်လိုက်ပါဘာလို့လဲဆိုတော့အဲ့ဒီ application တွေက internet ကိုအသုံးပြုပြီးတော့ run တဲ့ application တွေဖြစ်နေမှဆိုလို့ရှိရင်တော့အဲတေချာပေါ့ဗောနော်သူက internet ကျွန်တော်တို့ရဲ့ဖုန်းမှာ internet ဖွင့်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းဘေးတွေကိုလည်းအဲ့ဒီ application တွေကလှမ်းပြီးစားနိုင်တယ်လို့အဲပြီးွားတော့ဗောနော်နောက်ကွယ်မှာလည်းသူတို့ run နေနိုင်ပါတယ်အဲ့လို run နေနိုင်တဲ့အတွက်ကိုကတော့ဒီအောင်ကြီးကိုမသုံးဝင်တဲ့ဒီတိုင်းထားထားတာကိုသူကလည်း run နေတာကသူ့ကိစ္စအဲကိုယ့်ကိစ္စ ္စကဘာဖြစ်လဲဆိုတော့ဖုန်း၄တယ်ပေါ့နော်ဒီကောင်းကို run ထားတယ်ပြီးတော့တခြား application တွေလည်းကျွန်တော်တို့က run နေရတာဖြစ်တဲ့အတွက်အဲတေချာပေါ့ အဲဖုန်းလေးနိုင်ပါတယ်ဘောနော်ဒါကြောင့်မလို့မလိုအပ်တဲ့ application တွေအားလုံးဆိုလို့ရှိရင်တော့ delete ကျွေးလိုက်ပါအဲ့လို delete ကျွေးလိုက်တာကအစောကပြောလို့ဖုန်းလဲပို့သွက်လာသလိုကျွန်တော်တို့ရဲ့ဖုန်း store တွေလည်းပို့ပြီးများလာပါလိမ့်မယ်ဘောနော်အဲ့လိုများလာတဲ့အခါမှာဆိုလို့ရှိရင် program နဲ့ data တွေကိုကောင်းကောင်း run နိုင်လိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဖုန်း store တွေများလို့ရှိရင်လည်းပို့ပြီးတော့ဖုန်းကသွက်နိုင်ပါတယ်ဒါကြောင့်မလိုအပ်တဲ့ဘောနော် application တွေ file တွေဆိုလို့ရှိရင်တော့ဖြတ်လိုက်ပါဒီနေရာမှာကျွန်တော်ပြောချင်တာကဓာတ်ပုံတွေ video တွေကိုဖြတ်เสียမလို့ပါဘူးဒီနှစ်ခုကကျွန်တော်တို့ရဲ့ဖုန်းလေးရတဲ့အဓိက မင်းမဟုတ်ဘူးအခုကျွန်တော်ပြောသွားတဲ့6ချက်ကတာကျွန်တော်တို့ရဲ့ဖုန်းလေးရတဲ့အဓိကမင်းဖြစ်ပါရပေါ့နော်ဒီ6ချက်ကိုလောလိုက်မယ်ဆိုလို့ရှိရင်တော့အစောဓာတ်ပုံနဲ့ဗီဒီယိုတွေဖြတ်เสียမလို့ပဲနဲ့ကျွန်တော်တို့ရဲ့ဖုန်းကပေါ့နော်အဲလက်ရှိအနေထားတဲ့ပုံပြီးတွက်သွားနိုင်ပါရပေါ့နော်နောက်ဗီဒီယိုလေးမှာအားလုံးနဲ့ပြန်တွေ့ပါမယ်ထုံးစံတန်မိတ်ဆက်ရရင်တော့ကျွန်တော်ကတော့ modern techno ပါအားလုံးကိုချစ်သစ်တင်ပါတယ်